မင်းကတော့ဆောင်ပေးရပါမယ်။မင်းကခလေးတွေတော့အိမ်ရောက်တာနဲ့အတကုံစားထောက်ပေါ်မှု quality လေးလည်းမစိုးဘူးเนาะ။အဲခရီးသွားတဲ့လူတွေတည်သွားရင်လည်းကောင်းတယ်ပေါ့เนาะ။အဲအဓိကကတော့အဲ့လိုမျိုးဟောပါလဲဘယ်လိုပြောမလဲဆိုပဲများတာပေါ့เนาะ။ပဲပဲများများလေးနဲ့အဲ့လိုမျိုးအရတာလည်းကောင်းတယ်။ coffee လေးနဲ့เนาะ။ဟောပဲကြိုက်တော့။အင်းပြီးတော့ဟောပါပေါ့အများကြီးပဲလက်ဆောင်လာပေးတဲ့အတွက်ကြောင့်မို့လို့ အဲအများကြီးဒါပဲထင်းညူလေပဲမယ်လို့ထင်းရပါတယ်။ညညရောတော့ငါပြတာ။ဟာလို့သူစားပလီလို့ကောင်းမှုဘယ်ဘက်ကြိုက်ကြလဲ။သူများတွေကြော်ညာနေတာတွေ့ရတယ်ပေါ့နော်။မစားမဝယ်စားကြည့်မိတယ်ဘူးပေါ့နော်။အမနေ့ကတော့တရင်ချိုလက်ဆောင်ဆိုပြီးတော့မှအဲခေါရချင်းလေးတစ်ခုရောက်လာပါတော့အဲအိမ်ကကလေးတွေရောအကုန်လုံး တော့အမဲရောင်ပဲဒီတားငယ်အရန်ကြိုက်တယ်တားငယ်အရန်ကြိုက်တယ်သူနိုင်စားနေရမနေ့ရက်ကို3-4ခုလောက်ရှိရညာကိုစားတာအဲ့ဒါအခုလည်းစီကန်းကိုလည်းယူလာတယ်စီကန်းကကလေးတွေလည်းကျွေးမယ်အခုလောလောဆယ်ဆယ်ဆရာဦးဦးဖျက်ဖျားအရင်ပြန်စားတာပေါ့စောစောဆယ်ဆီနေရများလားဒီမှာကြောက်တော့ နေ့တိုင်းများနေရပါပဲမများတဲ့ရက်တွေပဲဒါပေမဲ့ကိုကိုကိုဖြတ်နေရလေကိုကိုကိုဖြတ်စင်းနေရဖြည့်တဲ့နေတော့ဖြည့်နေမသိဘူးဘလောက်ဖြည့်ဖြည့်အုံနောက်ကတော့ပြက်လာမလား orderly orderly လူတွေကတော့ orderly ဆိုတာကိုအားကြပြီငါတော့ orderly အားမကြဘူးငါဒုက္ခအရောက်ဆုံးပဲငါအနည်းနာမှနေရတာဘာလို့လဲဆိုတော့အကုန်မေ့တာအကုန်မေ့တာကားတော့ယူရပြီးကားတော့တွားမယ်လာမယ်ဆိုကားတော့ရှာရတဲ့ပြက်တနာဟိုတစ်ခေါက်ကဆိုဘယ်တွားရလဲခကြီးတွားတာကားတော့ဤပါသွားတာ ဲအများကြီးပါလာအဲ့ဒါ orderly orderly ဆိုပြီးအားကြမနေကြနဲ့เนาะအဲ့ orderly ကကောင်းတဲ့ orderly မဟုတ်ဘူးเนาะအဲ့ဒါကို အားကြနေတဲ့လူတွေကိုပြောပြချင်တာ orderly orderly ကိုအားမကြနဲ့တချို့အရာတွေက orderly ကောင်းတယ်တချို့အရာတွေကတော့အရာတိုင်းကို orderly ဖြစ်နေတဲ့အတွက်ဒါတော့လုံးဝမကောင်းပါဘူးစာတော့မမေ့ဘူးစာဘဝအိမ်မှာဘာမှအဲ့လောက်ထိဖြစ်เสียမှာမလို့လားလောကအိမ်မှာကွာ မေ့မမေ့တဲ့အရာတွေလုတ်လုတ်စရာတွေရှိရတဲ့အများကြီးကိုမမတ်ရရလုတ်ထားရအောင်ပါလေအကုန် orderly ပဲလုပ်နေလို့မရအောင်အဲ့တော့ကောင်းမွန်ကျေးဇူးတင်ပါတယ်လက်ဆောင်တစ်ခါလေးပေးတာလေအမြဲတမ်းဝယ်စားဖြစ်တော့မှာတိလားဒီကိတ်တိလားအဲ့တော့အခုစေကန်းသွားနေပါပြီ ဒီစေကမ်းမှာမန်လေးမှာဟိုဟာဗောနော်အဲဒီတပတ်တောက်ကြနေထိရှိမယ်နောက်တစ်ပတ်ကကြတော့ကြာတာပြေးနေထိပဲ3ရက်နေထိပဲရှိတော့မှာเนาะ3ရက်နေထိရှိမယ်ပြီးွားလို့ရှိရင်မန္တလေးစေကမ်းက10ရက်လောက်ဆရာမရှိဘူးဗောနော်10ရက်လောက်မရှိဘူး10ရက်လောက်မရှိပဲねဟိုဟာ73ရက်နေမှာမန္တလေးစေကမ်းကိုပြန်ပြီးတော့มาဖွင့်ပဲဗောနော်တောက်ကြနေထိရှိရယ်လေ3ရက်နေထိရှိ3ရက်နေထိအဲ့ တောက်ကြနေကိုထွက်ရမှာပေါ့ရန်ကုန်နော်ဟုတ်လားအဲ့တော့73ရက်နေကြမှာပဲမန္တလေးစီကဲမှာဆရာပြန်ထိုင်ပါမယ်ရှင်